ကြာဒီနေ့တခုကအဲ့ဒါလေးပြောဖို့ပေါ့နော်အရန်စားကြတယ်သူတို့စားစားပြကြတယ်ပေါ့နော်သူတို့စားပြရင်လည်းကိုပါပိုက်စားတော်ကြပါတယ် performance တော်လို့ပေါ့နော်ဟုတ်နင်းနီကိုတိုင်းဆိုရင်တော့နင်းနီကနည်းနည်းလေးစိုးရင်ရယ်စိတ်ရှိရယ်စင်မောတက်ရင်နင်းနီကအဲ့လိုအသားရည်လက်တွေတုံပြီးတော့စင်ကြောက်စင်ရင်အရန်ကြောက်တက်တက်လို့ပေါ့နော်ဒါပေမဲ့ညီမလေးတွေကိုကြည့်ရတာသူတို့ကစင်မကြောက်တက်ပြင်စင်မောမောင်ဂျိုးထိုးနိုင်တယ်ပေါ့နော်ညီမလေးတွေအကုန်အကုန်အရန်ကိုတော်တယ်ပေါ့နော် ဒီတစ်ခေါက်တော့မြမလေးတွေပြိုင်တာကိုကြည့်ချင်တယ်သူတို့ Hong Kong Min Crown တည်လာတာကိုမြင်ချင်တယ်ဘေးပွဲမဆိုမြမနိုင်ငံ Crown ရောက်လာတာမြင်ချင်ပါဟုတ်နောက်ခေါက်မပြိုင်ပြစ်လောက်တော့ဘူးဆိုတော့ဘယ်လိုဖြစ်ရမလဲမသိဘူးဒါပေမဲ့နောက်ခေါက်ပြိုင်ပြင်တော့အဲပေါ့ပေါ့ပါပါနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပြိုင်မိမယ်ထင်တယ် အဲဒီနေ့ပွဲလေးကတော့နီနီတို့ဒီ Miss Grand မြန်မာ2025မြန်မာလေးတွေရဲ့ National Costume ပြိုင်ပွဲလေးပဲဖြစ်ပါရှင်။အာတော်တော်လွမ်းတယ်ဒီဒီနေ့အထူးသဖြင့်လွမ်းတယ်စင်ပေါ်ပြန်ပြန်ပြီးတော့ဟာငါဒီမှာငါ့ဝတ်စုံရင်းနဲ့ငါနောက်တစ်ခေါက်လုပ်ပြချင်လိုက်တာဆိုတော့စိတ်ကလေးနည်းနည်းလေးဖြစ်သွားတယ်။ဒါပေမဲ့မြန်မာလေးတွေအကုန်အကုန်အယံကိုတော်တယ်ပေါ့နော်။ National Costume ဆိုဒီနေ့က ညနေမျက်လုံးထဲမှာဘာကိုမြင်လဲဆိုတော့ဒီအတိုင်းအတာဝတ်စုံလေးကိုကြည့်ရတာတော်တော်လေးအနှစ်အရသာရှိရလို့ညနေမြင်တယ်။အာဒီနှစ်ဒီပွဲမှာဆိုတိုင်းအတာဝတ်စုံလေးတော်တော်မြင်ရတယ်ပေါ့နော်။အာဆိုတော့ဟိုမက်မှာလေနော်အစ်စ်တွေနော်ချပေးတာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပြီးတော့ထူးခြားတာဒီနှစ်တခုကအဲ့ဒါလေးပြောဖို့ပေါ့နော်အရန်စားကြတယ်သူတို့စားစားပြကြတယ်ပေါ့နော်သူတို့စားပြတယ်နဲ့ကိုပါပိုက်စားတော်ကြပါတယ်ပေါ်ဖော်မန့်တော်လို့ပေါ့နော်ဟုတ်အညီမလေးတွေကိုနင်းနင်း အမြဲအပိတ်စကားပဲပြောဖြစ်တယ်အဲသူတို့စိတ်ညစ်စေမဲ့စကားအားကျစေမဲ့စကားတခါမှမပြောဘူးပေါ့နော်သူတို့ ਨੇ တွေ့တိုင်းအဲနီနီကဟိုလိုသူတို့ပြောပြရတဲ့ဆိုင်သူတို့မေးချင်းနဲ့မေးခွန်းလေးတွေကိုဖြေပေးတာများတယ်သူတို့ဘာသိချင်လဲအဲဘလို့အရာမျိုးကိုသိချင်လဲဆိုတော့ပုံမူတည်ပြီးတော့ဖြေပေးပြတာများတယ်ဟုတ်ကဲ့ကုလင်းနေရှင်တော့ဆိုတာအများပြိုင်ခဲ့တဲ့လူတယောက်အနေနဲ့ပေါ့နော်ဒီချိန်မှာဘလို့ stress တွေကသူတို့အရင်ကြီးမှာခဲ့ပုံနဲ့ကြုံခဲ့ရတဲ့ဟာလေး နင်းနီးတယောက်တည်းနင်းနီးတယောက်နင်းနီးကိုယ်တိုင်ဆိုရင်တော့နင်းနီးကနည်းနည်းလေးစိုးရိမ်ရွယ်စိတ်ရှိရဲစင်မောတက်ရင်နင်းနီးကအဲ့လိုအသားရည်လက်တွေတုံပြီးတော့စင်ကြောက်စင်ရင်အရန်ကြောက်တက်တဲ့လူပေါ့နော်ဒါပေမဲ့ညီမလေးတွေကိုကြည့်ရတာသူတို့ကစင်မကြောက်တဲ့ပြင်စင်မောမောင်အောင်ဂျိုးထိုးနိုင်တယ်ပေါ့နော်ဆိုတော့တော်တော်တော်ကြရတယ်အရန်ကိုဒီမြစ်ကိုဒီမြစ်မှမဟုတ်ဘူးအရင်နှစ်ကမစ်စီအကုန်လုံးမြင်တဲ့လူတိုင်းရောအရင်ကနဲ့မတူဘူးအရန်ကိုသူတို့ ဥပ္ပလင်းလည်းလုံလိုက်ကြရတယ်ပေါ့နော်အရင်ကတော့တော်တယ်ဟုတ်ကလေးတွေကအကုန်တော်ပြီးသားပါခုနဆိုလည်းတစ်ချက်တောင်မှမှားသွားဘူးပေါ့နော်ဆိုတော့ချော်လဲသွားလည်းမရှိဘူးအဲမှားသွားလည်းမရှိဘူးဆိုတော့နောက်ပွဲထဲမှာပြောချင်လဲဆိုတော့အဲ final နဲ့ဒီသူတို့ရဲ့ final ကတဖြည်းဖြည်းနီးလာပါပြီအဲ့အတွက်ကြောင့်မလို့ဒီနေ့မှာမှားချင်တာတစ်ခုဆိုလို့ပေါ့နော်အဲအပြင်ထွက်တာသွားတာလာတာဂီယူဆိုက်ရမယ်ကျွန်တော်တော့ ကလေးတွေကိုမှားစရာမရှိပါဘူးအကုန်တော်ပြီးသားညီတို့ဘာလုပ်မလဲဆိုအခုချိန်ကဖျားနာတတ်တယ်မိုးရင်းဆိုတော့ကျမရင်ယူဆရမယ်ပွဲပွဲဖိုင်နယ်ကအရန်ပင်မန်းမှာဆိုတော့ကျမရင်ယူဆရမယ်အပြင်ထွက်တာတော့ဟာလားယူဆရမယ်ပေါ့နော်ပွဲဆိုတော့နှစ်ကြီးရဲ့အတွက်ကြောင့်အဲကိုယ့်ရဲ့နေထိုင်သွားလာအောင်အဲစင်ကျင်ပါလို့ပြောချင်ပါတယ်ဟုတ်ဒီနေ့တော့ကမစ်ဂရမ်မမဟုတ်ဘူးပြိုင်ပွဲတီးတီးမှာပြိုင်နေရဲ့အဲညမလေးတွေအကုန်လုံးအရန်တော်ကြပါတယ်အဲဒါနီနီတို့ဒီနောင်လာနောင်သားတွေအတွက်ကိုမြင်ရတာအရန်ကို အထူးကျွန်ကြရတယ်အဲ့အတွက်အယံဝမ်းသာတယ်သူတို့ကြောက်စိတ်မရှိအောင်မြင်ရတယ်အဲ့ဒီစိတ်ကိုနေနေအရန်သဘောကျတယ်ပေါ့နော်ဆိုတော့အားလုံးစူးစမ်းကြပါလို့နေနေရကြတော့အခုချိန်မှာနေနေဝါသနာပါတဲ့အရာတစ်ခုတည်းနေနေဝမ်းစာဖြည့်နေရပေါ့နော်ဆိုတဲ့အခါကျတော့အဒီဖဲချင်းဘက်ကိုပြန်လာရင်နေနေအားရအရန်ဆိုက်ရမယ်စူးစမ်းရမယ်နေချင်းရမယ်ဆိုတဲ့အခါကျတော့ဟွန်းနောက်တက်လာမယ်ညီမလေးပြိုင်ပါစေနေနေကအာဖဲချင်းတော့နေနေ မဂျိုင်းပြစ်လောက်တော့ဘူးဒါပေမဲ့ဂျိုင်းပြင်းရင်တော့မှနှစ်တော်တော်ကြာအောင်ပဲပေါ့နော်ဆိုတော့ဟိုပြန်လာပြန်ခမ်းဘက်ပြင်းတော့မှအကောင်းဆုံးခမ်းဘက်ဖြစ်တဲ့နယ်ပေါ့နော်ဆိုတော့ဒီတစ်ခေါက်တော့ညမလေးတွေပြန်တော့ကြည့်ချင်တယ်သူတို့ဟုံခမ်းမင်းခရောင်းင်းတည်လာတာကိုမြင်ချင်တယ်ဘေးပွဲမဆိုမြန်မာနိုင်ငံခရောင်းရောက်သွားတော့မြင်ချင်ပါတယ်ဟုတ်ခမ်းဘက်တွေကပိုပြီးတတိထားရတယ်လို့ပြောရမှာနော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကြောင့်မို့ကြောက်တာဟုတ်တယ်ဟုတ်တယ် comeback ဆိုတော့အရင်တစ်ခါကလုတ်ထားတဲ့ပို့ပြီးတော့ကောင်းနိုင်မှာ ကမ်ဘက်တင်နေပေါ့နော်ဆိုတော့နောက်ခေါက်မပြိုင်ပြစ်လောက်တော့ဘူးဆိုတော့ဘယ်လိုဖြစ်ရမလဲမသိဘူးဒါပေမဲ့နောက်ခေါက်ပြန်ပြင်တော့အဲပေါ့ပေါ့ပါပါနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပြိုင်မိမယ်ထင်တယ်ဆိုတော့ကိုက experience ရှိပြီးွားရင်ဆိုတော့ဒီနီနီက international stage ပေါ်သွားတဲ့အချိန်မှာနီနီမှာ crown ကနီနီကဒီတိုင်းရထားတာဆိုတော့ဒီပြိုင်ပွဲပြိုင်ပွဲဝင်နေတဲ့ပြန်ရတဲ့ experience ကလုံးဝမရှိခဲ့ဘူး ိုရောက်မှနေနီးပြန်ရတာဆိုတော့အဲ့မှာရခဲ့တဲ့အခွင့်လန်းနေရင်းချက်မှုတွေကနောက်တစ်ပွဲပြန်ရင် stress တွေကိုမှပုံပင်တော့ကတွေကြောက်တာတွေကိုတော်ရော့ချသွားမှထင်တယ်ဆိုတော့နောက်တစ်ပွဲပြန်ပြင်တော့ပေါ့ပေါ့ပါပါနဲ့ပြပြရှင်ရှင်ပြန်ပြစ်မယ်ထင်တယ်ဟုတ်အဲဒီနေ့စစ်တဲ့ပြိဿများအားလုံးအဲကျမကြီးစီးပွားရေးအဆင်ပြေကြပါစေပြီးတော့ဒီ2025 မယ်လေးကိုလည်း Miss Grand Myanmar ပေါ့နော်2015မယ်လေးကိုလည်းစောင့်ကြည့်ပြီးတော့အားပေးပေးကြပါလို့ဟုတ်